ချန်ပီယံလိညရဲ့ပထမအဆုံးအောင်ပွဲနက်တိုနဲ့ဂါနာချိုဖန်တီးခဲ့တဲ့အဖိုးတန်သုံးမှတ်နဲ့ဘင်ဖီကာကိုအနိုင်ယူနိုင်ခဲ့တဲ့ချယ်ဆီအားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိုင်းအေချယ်ဆီလိုက် YouTube Channel နဲ့ Facebook Page ကနေအပြောင်းအကြီးကိုရအားလုံးနေတွေ့စွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ဒီနေ့မနက်အစောပိုင်းမှာချန်ပီယံလိပွဲစဉ်နှစ်ဖြစ် Aegean Stamford Bridge မှာရှင်ပြိုင်ကစားခဲ့ကြတဲ့ချယ်ဆီတင်းနဲ့ဘင်ဖီကာတင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်လေးပဲဖြစ်ပါတယ်ဒီနေ့မနက်အစောပိုင်းမှာချယ်ဆီတင်းရဲ့ Aegean Stamford Bridge ကွင်းကြီးထဲမှာချယ်ဆီတင်းနဲ့ဘင်ဖီကာတင်းတို့ရှင်ပြိုင် င်ကစားခဲ့ကြရာချယ်ဆီကအိမ်ဝင်းမှာမိမိကအတင်းကိုတကိုးကိုမရှိဆိုတဲ့ချင်းမြောင်းနဲ့ရလတ်နဲ့ချန်ပီယံလိရဲ့ပထမဆုံးနိုင်ပွဲတစ်ပွဲကိုစတင်ရယူနိုင်ခဲ့ပါတယ်ဒီနေ့ပွဲစဉ်ဟာချယ်ဆီပြိုင်ပွဲတွေအတွက်တော့အတင်းရဲ့ကနဝင်နီးပြဖြစ်တဲ့ဂျိုဇီမော်ရီညိုကင်တွေတဲ့ဘင်ဖီကာအတင်းကိုအနိုင်ရလိမ့်မယ်လို့မထင်ထားခဲ့ကြတာတော့အမှန်ပဲဖြစ်ပါတယ်သို့တော်လည်းချယ်ဆီအတင်းရဲ့တောင်မန်တိုက်စစ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ပက်ဒရိုနက်ဒိုနဲ့ဂါနာချူရိုရဲ့ကြိုးစားအထောက်မှုကနေတဆင့်ဘင်ဖီကာကွင်းလင်ကစားသမားရီယောရဲ့ပုံကိုနဲ့အနိုင်ရရှိခဲ့တာကြောင့်အနည်းငယ်ပျော်ရွှင်ခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ပေါ်ပြ ီးကနီးမှာဂျာအိုဘတ်ထိုကနှဝတဏီနဲ့ထုတ်ပယ်ခံခဲ့ရပြီးသုံးပွဲဆက်တိုက်အနီးကပ်ပြသခံခဲ့ရတာကတော့အပြာရောင်ပြစ်တက်တီအတွက်စိတ်ပက်စရာအဖြစ်ဆုံးအပိုင်းတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးပွဲအကြောင်းကိုပြောရမယ်ဆိုရင်ချယ်ဆီနီးပြအန်ဆိုမာရစ်ကဟာဖီယာတချိုးအောက်ကနေရုံးထွက်ဖို့အတွက်တင့်တော်တဲ့လူစီရင်ကိုတုံးကသူကစားနေကြဖြစ်တဲ့၄-၃-၁ပုံစံကိုပဲအသုံးပြုလာခဲ့ပါတယ်။ဂိုဒမားနီယာမှာရောဘတ်ဆန်ချက်ခန်းစစ်မှာချာလိုဗာနဲ့ဘာဒီယာရှိအတွဲဘယ်ညာခန်းစစ်မှာကူဂူရဲလာနဲ့ဂူစတို၊ကွင်းလယ်မှာအန်ဆိုကိုက်စီတို့၊ကွင်းလယ်တိုက်စစ်မှာဖာကွန်ဒိုဘိုနာန တော့ဒီအထောင်တိုက်စစ်မှာတိုက်ရီဂျော့ကိုထားကတောင်မန်တစ်ဖက်စီမှာနက်တိုဂါနာချူရိုးနဲ့ဘင်ဗီကာအသင်းကိုအဲ့ခန့်ကစားလာခဲ့ပါတယ်။ချဲစီအသင်းကပွဲအစမိနစ်အနည်းငယ်မှာအထာလေးနေခဲ့တာကိုမြင်တွေ့ခဲ့ရပြီးဘင်ဗီကာအသင်းကဂိုးရဖို့နီးစပ်ခဲ့ပေမဲ့လည်းရောဘတ်ဆန်ချက်ရဲ့အကောင်းဆုံးကာကွယ်မှုကြောင့်တတ်တာရရခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ပွဲကစားစဉ်ကြာလာနေတဲ့များချဲစီအသင်းကဘင်ဗီကာဘက်ကိုတိုက်စစ်စဉ်ဖိအားပေးကစားလာခဲ့ပါတယ်။တောင်မန်တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့နက်တိုနဲ့ဂါနာချူရိုးရဲ့အတူအလုံနဲ့ဖြတ်တင်မောတွေဟာထိရောက်မှုရှိခဲ့ပေမဲ့လည်းအထောင်တိုက်စစ်ကတိုင်းရီဂျော့တယောက် င်းနေရာယူပုံမှားယွင်းတာရဲ့ပြိုင်ဘက် area box ထဲမှာအသိမရှိတာတွေကြောင့်ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူးဒီလိုနဲ့ပွဲကစားချိန်18မိနစ်အရောက်မှာတော့ပက်ဒရိုနက်ဒိုရဲ့အချိန်ဟုန်ပြင်းတဲ့ဖြတ်တင်ပွဲကိုအလီယန်ဒိုကာနာချိုကတစ်ဖက်တင်းရဲ့လူကျွန်းထောင်ချောက်ကိုချိန်သားဂိုက်ပြီးထွက်ပြီးဂိုးရှိနာကိုလှလှပပပြန်ချပေးရမှာဘင်ဘီကာကွင်းလေလူရီယို6နဲ့ထိပြီးကိုဂိုးကိုပြန်သွင်းယူမိခဲ့တာကြောင့်ချဲစီတို့တန်ဖိုးရှိတဲ့ဥဆောင်ဂိုးကိုရရှိခဲ့တာပဲဖြစ်ပါတယ်ဥဆောင်ဂိုးရရှိပြီးတဲ့နောက်မှာတော့ချဲစီတင်းကတိုက်စစ်ဆင်ပြားပေးကစားလာခဲ့ပေမဲ့လည်းတိုက်စစ်မှုဂျော့တယောက်ဂါနာချိုနဲ့ကူကူရယ်ရာ တို့ရဲ့အတွဲဖက်အလှကနေကူကူရဲလာဖန်တီးပေးတာကိုတော့အဆုံးမသတ်နိုင်ခဲ့တာကချယ်ဆီအသင်းအတွက်နင်နာစီခဲ့တဲ့အခိုက်အတန့်တစ်ခုပဲဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းအရောက်မှာတော့ချယ်ဆီအသင်းရဲ့ထုံးစံလိုပါပဲပထမပိုင်းကထက်ကစားအားကတိတိတသာကြာဆင်းသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ချယ်ဆီနီးပြအန်ဇိုမာစကာအနေနဲ့လည်းပထမပိုင်းတစ်ပိုင်းလုံးဘဲတောင်မန်မှာခြေစွမ်းပြနေတဲ့ဂါနာချိုကိုထုတ်ပြီးဂစ်တန်ကိုထည့်သွင်းကစားခဲ့တာကြောင့်ချယ်ဆီအသင်းရဲ့ဘဲတောင်မန်တိုက်စစ်ဟာတည်သွားသလိုဖြစ်ခဲ့ရပါတယ်ဒုတိယပိုင်းတစ်ပိုင်းလုံးမှာလည်းဘင်ဖီကာအသင်းကချယ်ဆီအသင်းဘက်ကိုဒရဇက်တိုက်စစ်စဉ်ဖိအားပေးကစားခဲ့ပြီးမ ဲ့လေသူတို့ရဲ့တိုက်စစ်ပိုင်းကအဆုံးသက်ပိုင်းမတိကြတာတွေကြောင့်ချယ်ဆီတို့ကံကောင်းထောက်မစွာနဲ့ပဲတက်တာရခဲ့တာဖြစ်ပါတယ်အဒီနေ့ပွဲမစတင်ခင်မှာချယ်ဆီပြိတ္တအတော်တော်များများကပေါ့နော်ဗင်ဖီကာနဲ့ပွဲမှာဘယ်ကစားသမားအနီးကပ်ထိမလဲဆိုတာကိုစိုးရိမ်ပူပန်ခဲ့ကြသလိုပါပဲအရှိမကစားခဲ့တဲ့ Manchester United Brighton တို့နဲ့ပွဲတွန်းကလို့ပွဲပြီးကန်ဒီ Joao Pedro တို့ရောအနီးကပ်ထပ်မံပြီးယူပြသွားခဲ့တာကတကယ်ကိုစိတ်ပျက်စရာပဲဖြစ်ပါတယ်အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဒီနေ့ပွဲဟာနိုင်သာနိုင်သွားတာခြေစွမ်းပိုင်းနဲ့နောက်တန်းခန့်စီကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကအားရစရာမရှိခဲ့ပါဘူး။ဒါတောင်နီးပြအမော်ရင်ကိုရဲ့ဘင်ဖီကာအတင်းကိုကိုင်းတွေ့တာမကြသေးသလိုချက်စီးတို့ခံစားသွားတာပဲဖြစ်ပါတယ်။အဒီနိုင်ပွဲကိုရရှိခဲ့တာကြောင့်မာရစ်ကာအနီနဲ့လည်းဖီအာရီအောက်ကအနေငယ်ကင်းလွတ်သွားသလိုနောက်လာမယ့်ပွဲစဉ်တွေမှာတပွဲကိုအနီကတ်တကတ်နှုံပြတာခံနေရတဲ့ပြဿနာကိုတေချာလေးထိန်းချောင်းပြင်ဆင်တင်မှာကြောင့်ပြောကြရင်းနဲ့ TPO လေးကိုအဆုံးသတ်လိုက်ပါတယ်။ညီကိုတို့တွေအနီနဲ့ကတော့ဒီနေ့မနက်မှာဘင်ဖီကာအတင်းကိုရှင်းမဲ့ကစားခဲ့ကြတဲ့ချက်စီးတင်းရဲ့ကစားပုံနဲ့စွမ်းဆောင်ရည်ပိုင်းကိုအားရကျဲလားဆိုတာကိုယ့်ရဲ့အမြင်နဲ့သုံးသပ်ချက်လေးတွေ ကိုအောက်ကကွန်မန့်ပေါက်တဲ့ဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page မှာနေစဉ်ချက်စည်းသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစိုင်း HSC Live YouTube Channel နဲ့ Facebook Page လေးကို Like and Follow Subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ